ားလုံးမင်္ဂလာပါเนาะကျွန်တော်ဗာပြခြင်းလဲဆိုတော့ကျွန်တော်စင်ကဆက်မှာကျွန်တော်ပေါ်ပန်းဆိုင်ရမှာခြေသေးခြေကျဲလေးကတော့ဒါလေးပေါ့เนาะခုနောက်ပိုင်းထွက်တဲ့ပုတ်တွေဆိုရင်ခြေသေးခြေကျဲလေးကဒါလေးဖြစ်တယ်ဗျအဲ့မှာဟိုကျွန်တော်လက်ရှိသုံးနေရတော့စုကာမီပေါ့เนาะစုကာမီကိုကျွန်တော်တို့စမ်းပြမယ်ပေါ့เนาะဟိုကျွန်တော်တို့စပိเนาะဟိုမှာဒါလေးတို့စပိပေါ့เนาะ တော့လက်မိုင်နှိပ်ထားတာအောက်ကစပီနော်ချီသိချီကျဲပေါ့မသေးတဲ့ငါးထားရတယ်ဒါမျိုးစမ်းကြမယ်အိစတ်ဒီမှာစမ်းကြမယ်ကျွန်တော်ဒီမှာအသေးဝင်နေတော့မှချီသွားပုံနဲ့ချက်ကြည့်မယ်နော်ချီရစိတ်တယ်ပေါ့စိတ်တယ်တော်တော်စိတ်တယ်သွားတော့မမြင်တော့မမြင်ရဘူးနော်အဲ့ကျွန်တော်ခြေက90ဆိုကုံသွားပြီပေါ့နော်ကျွန်တော်ကြာမယ်ဒါကျွန်တော်90ခြေကျဲ90ဆက်နေလို့ရတော့နော် နေတယ်ခနေတယ်မရတော့အဲ90ဘုံကျဲထားတော့ဥမာကျွန်တော်ခြိပေါ့ရတော့တော့စိတ်တယ်ပေါ့နော်ဟုတ်ပြီစိတ်တယ်ဆိုကျွန်တော်ခြိပါခြိပေါ့ရတော့စိတ်တယ်ကျွန်တော်ထင်နေတဲ့ပုံစိုးအောင်နော်စက်ပုံလေးအောင်ချုပ်လို့မရဘူးပိတ်စားနေဆိုတိုးတော့မတိုးတော့ဒါကိုကျွန်တော်ဘယ်လိုပြင်ရှင်းမလဲဆိုတော့တစ်ချက်ကြီးလေ့လာအောင်နော်အာကျွန်တော်ရဲ့ရှင်ညီကိုရေးစပင်ညီဝါသနာရှင်အားလုံးပဲကျွန်တော်ရဲ့ YouTube channel လေးတော့ subscribe လေးတွေလောက်ဝပေးပါဦးလို့နော် တိုက်လေးပေးသွားပါအောင်လို့နော်ကုလသားဖြစ်ကျွန်တော်လည်းကျွန်တော်တီးတော့တတလေးမျှဝေပေးခြင်းဖြစ်ပါတယ်ဝဲကုလေโอเคကျွန်တော်တို့ပြီကိုဖိထားမယ်နော်ပြီကိုဖိတယ်ကိုသွားမလဲဆိုတော့ပုံမှန်တိုင်းပဲအရှင်းမပြတာပြီကိုဖိုင်လေးကိုပဲစက်ထောင်းထဲမှာနော်ဒီတီးကန်ကိုတော့ရှင်းမယ်ဒါရှိရကြဒါနှုတ်ပေါင်းလေးโอเคနော်ဒီတော့ပတ်သက်ရှင်းမယ်နော်တုံညာလေးမှာကစားရလိမ့်လားနောက်တစ်ချက် ဖောင်းလေးနေမယ်ကြာ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 နော်โอเคနော်ဒီပါလို့ရှိရင်အပေါင်းလေးနဲ့ညားလေးကိုနှိပ်ပြီးစိတ်လိုက်ပြီးတော့ပြီးတော့မှပီစပိုးပေါ်လာရင်အပေါင်းလေးထပ်နေမှာနော်အပေါင်းလေးကြာမရမလဲဆို29နော်ကျွန်တော်ပြီး29မှာညာလေးနဲ့စေးလိုက်မယ်ဒီလိုလို့ရှိရင်ကျွန်တော် ်ပေါင်းလို့နေတယ်။ကျောင်းလေးကိုမှာ250ထားတယ်နော်။ချက်တင်ကြည့်မယ်ပြီးရင်စိတ်လိုက်မယ်နော်ဒီညလေးနဲ့။ Okay ကြည့်အောင်။နော်သတ်သွားအောင်သွားနေရတူသေးလားတူတော့အောင်နော်။ဒီမှာကြည့်ပါ။အပောက်ကလည်းမတူတော့အောင်နော်။ โอเคထက်ကျဲခြင်းနေရသေးတယ်ထက်ကျဲခြင်းမယ်ဆိုလို့ရှိရင်လည်းเนาะ B 20 120နဲ့မှာကိုเนาะမှာဒီအလေးရှိတယ်ကပ်ပြီးတော့အပေါင်းကဏ္ဍလေးနော် Okay စိတ်လိုက်မယ်ပြီးသွားရင်ပြီးလို့နှိမ့်လိုက်မယ်နော်ကြည်ပါနောက်ဆုံးကျွန်တော်ခြေအပူကျဲရောတာဖြစ်ပါတယ် အကယ်၍ဗုဒ္ဓရဲ့စိတ်လို့မရဘူးကျဲလို့မရဘူးဆိုရင် ကျွန်တော်တို့ဒီ129ကိုသွားပြီးတော့ခြေသေးခြေကျဲကိုလုပ်လို့ရပါတယ်เนาะအားလုံးအဆင်ပြေပါစေเนาะသိကျင်တာလေးရှိရင်ကျွန်တော်ရဲ့ YouTube comment လေးအမှရေးပြီးလို့ရပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်အဆင်ပြေပါစေ